P R A W N T O M တသားမိမိတို့ကပဇွန်ကိုတော့သိကြမယ်ထင်ပါတယ်။ပဇွန်လေးတွေကရေထဲမှာနေထိုင်ကြတဲ့တထဝငယ်လေးတွေဖြစ်ကြတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကရှည်လျားပြီးတော့ခန္ဓာကိုယ်ကိုကာကွယ်ဖို့မာကြောတဲ့အခွန်တွေလည်းပါရှိရတဲ့။အမီးလေးလည်းပါပြီးအဲ့ဒီအမီးလေးကိုလှုပ်လှုပ်ရှားရှားလှုပ်ခြင်းနဲ့ရေကူးနိုင်ကြတယ်။တင်းငယ်တဲ့ခြေထောက်လေးတွေအများကြီးပါပြီးတော့ အဲ့ဒီခြေတော်လေးတွေကတွားတွားဖို့ကိုကူညီပေးတယ်တဲ့ကြီးမားတဲ့မျက်လုံးတွေလည်းရှိပြီးတော့နှာခမ်းမွေးလည်းပါသေးတယ်ပစုံတွေကရေထဲကအပင်တွေသူတို့ထက်သေးတဲ့ရေသတ္တဝါလေးတွေကို စားသုံးကြတယ်နောက်ပြီးတော့သူတို့ကရှင်သန်နေတဲ့အပင်တွေလည်းမဟုတ်ဘူးတေသွားပြီးသားအပင်တွေနဲ့သတ္တဝါတွေကိုလည်းစားသုံးတာကြောင့်သူတို့နေတဲ့ရေပြင်ကြီးတစ်ခုလုံးရဲ့တန်ရှင်းစေဖို့ကိုလည်းအကူအညီပေးတဲ့သတ္တဝါလေးတွေဖြစ်တယ်တဲ့ကဲ မိကုံးလေးတွေဖြစ်မယ်။ပဇွန်ရဲ့တင်းငယ်တဲ့ခြေထောက်လေးတွေကမလှုပ်ဖို့အတွက်လေတဲ့။တစ်တွားသွားဖို့နှစ်ပြန်တန်းဖို့သုံးအစာစားဖို့ဟုတ်ပါတယ်တွားသွားဖို့ပါ။ပဇွန်ရဲ့ခြေထောက်လေးတွေကသူတို့တွားသွားဖို့အတွက်အသုံးပြုတာဖြစ်ပါလေ။အရန်တော်တဲ့တသားမိမိတို့ကိုနောက်ထပ်အကောင်လေးတွေကြောင်းလဲထပ်ပြောပြမယ်နော်